ားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မြစ်ချင်းလေးနဲ့ငါးကောက်ရင်းညိုလေးချမှာဖြစ်ပါတယ်ဒီရင်းလေးကငငယ်တုန်းကအမေကစောင်းနေပတ်ဆိုလို့ရှိရင်ဟော်ပေါ်ဦးလေးထဲမှာမိသေးလေးတွေထည့်ပြီးတော့ပူပူလောလောလေးကြွေးခဲ့တဲ့ရင်းလေးတစ်ခွက်ပါအဲ့တုန်းကတော့ဒီရင်းလေးကိုအဲထမင်းပေါ်မှာရှော့ရှော့လေးစမ်းပြီးလို့ရှိရင်ငွေပြီးညစာထောင်းလေးနဲ့စားခဲ့ရတာပေါ့နော် ီငါးကောင်းလေးညှို့ချက်ဖို့အတွက်ကိုကတော့ငချင်းတစ်ကောင်းကိုသုံးပြတာပါပဲ။ကိုကငါးကောင်းလေးများစားခြင်းနဲ့ဆိုရင်တော့တစ်ကောင်းနှစ်ကောင်းမိမိချမ်းနဲ့တက်တဲ့ပမာဏသုံးပြလို့ရပါတယ်။ဒီငါးကောင်းလေးကိုစားဆွနေမှုအချုံမှုတို့နဲ့ရပ်တန်းနေထားပါမယ်။ဒီငါးကောင်းလေးညှို့ချက်တဲ့နေရာမှာငါးကောင်းလေးတွေကိုညှိနှက်ကြောက်လို့ရှိရင်တော့ဒီငါးကောင်းလေးကိုအရင်ဆုံးအရသာမနေခင်ခြေလက်ကရေလေးနဲ့9မိနစ်10မိနစ်လောက်စိမ့်ပြီးရေဆေးချပြီးမှညက်တန်းနေလို့ရပါတယ်။ ဒါဆိုရင်တော့ငါးကောင်းလေးရဲ့ညီနေလေးကတော်တော်လေးပြောက်သွားမယ်ပေါ့နော်။ဒီငါးညီနေပြောက်ဖို့ကတော့နည်းလမ်းတွေမျိုးမျိုးရှိပါတယ်။ဒီရင်ွေးလေးလောင်းချတာတို့ဒါမှမဟုတ်ချီတက်တဲ့ချိန်မှာနနာလေးချီတက်ပေးလို့ရှိရင်လည်းငါးညီနေလေးတွေကကျော်သွားပါတယ်။ညချင်း300ဂရမ်လောက်အသုံးပြုထားပါတယ်။အနေတော်လေးတွေလီးထားပါမယ်။ပေးပြလေးတွေကိုလည်း၄တောင်တုံးလေးတွေဖြစ်အောင်လေးကြပါမယ်။ဒီနေရာမှာငုံရှိလို့ရှင်ငုံလေးတွေကိုပြုတ်ပြီးတော့ထည့်လို့ရပါတယ်။ ဒီနေ့ကတော့ဈေးမှာဘလောက်ပဲရှာရှာငုံရှာမတွေ့ခဲ့တဲ့အတွက်မထဲတော့ပါဘူးเนาะအမှန်တကယ်တော့ဒီဟင်းလေးရောငုံပေါ်မှာပို့ပြီးတော့စားကောင်းပြီးတော့ပို့ပြေဆုံးတာပေါ့เนาะပြီးရင်တော့ခရမ်းကျင်သီးလေးတွေကိုလီးဖြတ်ထားပါမယ်ခရမ်းကျင်သီးအစီလေးတွေထုတ်ပြီးတော့ခင်းရည်ထဲမှာအလွယ်တကူမပြောင်းဝင်အောင်နည်းနည်းကြီးကြီးလေးတွေလီးထားပေးပါမယ် ပြီးရင်တော့မုံလောင်ဦးလေးလေးထားပါမယ်ဒီနေရာမှာပန်းပုံစံလေးတွေမိမိချင်းနဲ့တဲ့ပုံစံလေးတွေဖော်လို့ရပါတယ်เนาะအခုကတော့မုံလောင်ဦးကိုတချမ်းပဲအသုံးပြုပါပါတယ်ဒီလိုကိုကကြိုက်လို့ရှိရင်တော့ပို့ထည့်လို့ရပါတယ်ဒါဖို့အတွက်ကျွတ်တော်အညီလေးကိုလေးစိတ်စိတ်ပြီးတော့ကျွတ်တော်အဖြူကိုလည်းနှလုံးစင်ထားပါမယ်။ စတဲ့တစ်ချောင်းကိုလည်း၃ပိုင်းပိုင်းပြီးတော့အနှဲငယ်လေးထူထားပေးပါမယ်။ဒီနေ့ငယ်ကိုလည်းခုံခွာပြီးတော့အမြောင်းအမြောင်းလေးတွေပပလီးထားပါမယ်။အဆက်အတွက်ငယ်ပြီးသေးနေတွေကိုလည်းထချမ်းခွဲထားပါမယ်။ ဒီနေရာမှာတပြားရိုက်တာဒါမှမဟုတ်ဆောင်းဆောင်းလေးလေးတာကြိုက်တယ်လို့လုပ်လို့ရပါတယ်နော်ကဲဒါဆိုလို့ရှိရင်တော့အသီးအွယ်လေးတွေအားလုံးပြင်ဆင်လုပ်ပြီးပါပြီ။ဟင်းဥစားချက်ပါမယ်။မီးလည်းလည်းနဲ့ပဲချက်ပါမယ်။ခြေသုံးချက်သာလောက်ထည့်ပြီးတော့စနစ်မုံထည့်ပါမယ်။စီပူလာလို့ရှိရင်တီးထားတဲ့ချက်သုံးအနီးအဖြူချင်းလေးတွေကိုထည့်ပြီးတော့နွမ်းလာတဲ့အထိမွေးလာတဲ့အထိရှင်းသက်ပေးပါမယ်။ ွမ်းလာပြီးမွေးလာပြီးဆိုလို့ချင်းရင်တော့အစိမ့်မုံလေးထည့်မယ်။ဇပလင်လေးထည့်ပြီးတော့နောက်ထပ်မွေးမွေးလေးဖြစ်လာတဲ့အချိန်ကြီးတက်ပေးပါမယ်နော်။2မိနစ်3မိနစ်လောက်ပေါ့။ပြီးရင်ငါကောင်းလေးထည့်မယ်။ငမြားလေးအနည်းငယ်ပေါက်ပြီးတော့9မိနစ်လောက်ငါညီမလေးလေးပြောင်းအောင် စီနနာလေးတက်ပေးပါမယ်။ဒါထဲမှာလည်းအပေါ်နဲ့အောက်ကလေးလေးလှန်ပေးပါမယ်နော်။ဒီတပီးရဲ့ချိန်မှာတော့မြင့်ချင်းလေးတွေထည့်ပါမယ်။ပြီးလို့ရှိရင်နောက်ထပ်3-4မိနစ်လောက်ကို မြင့်ချင်းလေးတဲ့ရတဝင်းအောင်စီသက်ပေးပါမယ်နော်။မြင့်ချင်းလေးကိုရတဝင်းအောင်စီသက်ပြီးလို့ရှိရင်တော့ရေလေးထည့်ပါမယ်။ရေကို၅ကောင်းမြို့တမြို့လေးထည့်ပါမယ်နော်။ပြီးရင်တော့မီးပြင်းပြင်းနဲ့ဟေးဥပပွက်စုအောင်တည်ထားလိုက်ပါမယ်။ဟေးဥပပွက်စုလာလို့ရှိရင်တော့အရသာအတွက်ကြက်သားမို့တကြားအနေနဲ့ထည့်ပါမယ်။ဒီနေရာမှာစားမထည့်ပါဘူးနော်။ဟေးကိုအရင်ကြီးကြည့်ပါမယ်။မြင့်ချင်းမှာက စားပါတတ်ပါတယ်အဲဒါကြောင့်မလို့စားဖို့အရင်မထဲပဲနဲ့အရသာကိုအရင်မြည်ပြီးတော့မှစားလို့ရှင်စားထဲပါမယ်အရသာစိတ်တန်းကြပြီဆိုလို့ရှင်မြင့်ချင်အိုးကိုအရင်နည်းနည်းလေးစီးလာတဲ့အထိတည်ထားလိုက်ပါမယ်5မိနစ်10မိနစ်လောက်ပေါ့နော်ဒါမှ၅ပေါင်းလေးတည်းကိုအရသာဝင်ပြီးတော့မြင့်ချင်လေးတွေကလည်းအီအီလေးနဲ့စားလို့ကောင်းပါပါအရေးကြီးလေးဖြစ်လာပြီဆိုရင်တော့ကိုလိုချင်တဲ့လောက်ရေထည့်ပြီးတော့ပုပ်ပွဲဆူအောင်ထည့်ထားပါမယ်။ပုပ်ပွဲဆူလာလို့ရှိရင်တော့လီးထားတဲ့အသီးရွက်ကလေးတွေထည့်ပါမယ်။ မျိုးကိုအသီးရလေးနူးလာတဲ့အထိခရမ်းချင်းသီးလေးတွေအနည်းငယ်အရေးပြောလာတဲ့အထိတည်ထားပေးပါမယ်။အကျော်ကလေးတွေနူးလာပြီဆိုလို့ရှိရင်တော့မျိုးသီးသေးလေးနဲ့နန်းနန်းမင်းလေးအုပ်ပြီးတော့ဟင်းအိုချပါမယ်။နန်းနန်းမင်းနေရာမှာရှင်းနန်းနန်းလေးအုံနိုင်ရင်ပိုကောင်းပါတယ်။ပိုမွှေးပြီးတော့ပိုစားလို့ကောင်းတာပေါ့နော်။ကူကတော့ဒီမှာရှန်းနန်နန်ရှာလို့မတွေ့ခဲ့ပါဘူးဒါကြောင့်မလို့နန်နန်မေးလေးပဲအသုံးပြထားတာပေါ့နော်ငယ်လို့ကိုကအချင်းကြိုက်လို့ရှိရင်တော့ဒီရင်းညိုလေးကို ိုစားခန့်နေကြလို့ရှိရင်တဏ္ဍီလေးညှစ်ပြီးတော့တောက်လို့ရပါတယ်။အခုကတော့ဒီမြင့်ချင်ရထွက်တဲ့အချိန်လေးကအနေတော်ပဲမို့လို့တဏ္ဍီမညှစ်တော့ပါဘူးနော်။ဒါပေဒါဆိုလို့ရှိရင်တော့မွေးပြီးတော့တောက်လို့ရမ်းကောင်းတဲ့ငါးကောင်းမြင့်ချင်ဟင်းညိုလေးတစ်ခွက်ရပါပြီ။ဒီဟင်းလေးကထမင်းစားလို့လည်းရမ်းမိပြီးတော့သူ့ကြည့်ပဲတောက်ဝင်အောင်မှတောက်လို့ရမ်းကောင်းနေပေါ့နော်။ပြီးလို့ရှိရင်အခုမှနေမကောင်းတာကနေပြီးတော့လည်းလည်းမထကားက ရင်းပြတ်နေတဲ့လူတွေအတွက်လည်းအရန်တောက်လို့ကောင်းတဲ့ဟင်းယူလေးတစ်ခွက်ဖြစ်ပါတယ်။အားလုံးပဲဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါမယ်။အားလုံးပဲစားကောင်းကြပါစေ။